ဘင်္ဂလားပင်လယ်အော်မှာမုန်တိုင်းဖြစ်မဖြစ်ကိုစောင့်ကြည့်နေကိုကိုကျိုနီတို့မုန်တိုင်းဗဟိုပြုချက်ရောက်ရှိလာနိုင်ခြေရှိပါတယ်ကမန်တရမှာတော့ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေ80ရာခိုင်နှုန်းထိရှိနေပြီးကိုကိုကျော်အနီတို့မုန်တိုင်းဗဟိုပြုရောက်လာနိုင်ခြေရှိနေလို့စောင့်ကြည့်ရအောင်မှာဖြစ်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကကမန်ထားခဲ့ပါတယ်။ကြိုတင်ကမန်ချက်အတိုင်းဖြစ်လာရင်တော့ကိုကိုကျော်အနီတို့မုန်တိုင်းဗဟိုပြုချက်ရောက်ရှိလာနိုင်ပြီးရန်ကုန်တိုင်းနဲ့ ARI မြဝကျွန်းပေါ်တွေမှာမုန်တိုင်းအရှိန်တက်ရောက်မှုရှိနိုင်ပြီးလေပြင်းမိုးပြင်းများပြင်းထန်နိုင်တယ်လို့ဆိုပါတယ်။ ကြံမော်ဒယ်များရဲ့ကြိုတင်ခန့်မှန်းချက်များအရမြန်မာနိုင်ငံအပေါ်မုံတိုင်းအချိန်တက်ရောက်မှုမရှိနိုင်ရှိလျင်လည်းအလွန်နှဲပါမယ်လို့တိုင်းထွာခဲ့ပါတယ်။တင်ချာပုံစံမော်ဒယ်များနဲ့ကြိုတင်ခန့်မှန်းချက်များကိုတော့အတည်ပြုနိုင်ရန်အတွက်နိုဝင်ဘာလ14ရက်နေ့ညအထိအနီးကဆက်လက်စောင့်ကြည့်ရမှာဖြစ်ပြီးမုံတိုင်းဖြစ်လာမည့်အခြေအနေမှန်ကိုလည်းဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ကျူတင်ခတ်မှန်းမော်ဒယ်များရဲ့စူပောင်းခတ်မှန်းချက်များအရနောက်လာမယ့်9ရက်အတွင်းကချင်ပြည်နယ်နေရာတချို့မှာအပါကြံပြည်နယ်တိုင်းတွင်မှာ ိုးရွာနိုင်မည့်အခြေအနေမရှိတော့ဘူးလို့သိရပါတယ်မျက်စိပေါ်လာတာမို့အလွန်သေးငယ်သလောက်အလွန်အင်အားကြီးမားတဲ့အခြေအနေကိုရောက်ရှိလာပါတယ်။အင်အားပြောင်းလဲမှုအနေနဲ့ဒီမုန်တိုင်းဟာတော့ကုန်းမြင့်နဲ့ထိတွေ့မှုမရှိခင်အင်အားအ ਨੇ ဆုံးအဆင့်ကိုရောက်ရှိလာမယ်လို့ခန့်မှန်းထားပါတယ်။ကုန်းမြင့်နဲ့ထိတွေ့ပြီးနောက်ပိုင်းမှာအ ਨੇ ငယ်အာရော့ကြပြီးမဲ့တောင်တရုတ်ပင်လယ်ထဲပြန်ရောက်ရင်တော့အင်အားပြန်စုပြီးတကြော့ပြန်အင်အားကောင်းလာတော့မှာပဲဖြစ်ပါတယ်။အဓိကသတိပြုရမယ့်အနေရများမှာတော့ ဒိုင်ရိုက်အနေရဲ့အနေနဲ့ကတော့မုံတိုင်းဖြတ်တမ်းမဲ့လမ်းကြောင်းတစ်လျှောက်လုံးမှာရှိတဲ့ဖိလစ်ပိုင်နိုင်ငံဗီယက်နမ်နဲ့တရုတ်နိုင်ငံတို့ရဲ့ကန်ယူရန်ဒေတာတွေမှာအလွန်ပြင်းထန်တဲ့လေပြင်းအ धिक သတိပြုရမယ့်အနေရဲ့များဒိုင်ရိုက်အနေရဲ့အနေနဲ့ကတော့မုံတိုင်းဖြတ်တမ်းမဲ့လမ်းကြောင်းမှာရှိတဲ့ဖိလစ်ပိုင်နိုင်ငံဗီယက်နမ်နဲ့တရုတ်နိုင်ငံတို့ရဲ့ကန်ယူရန်ဒေတာတွေမှာအလွန်ပြင်းထန်လေပြင်းလိုင်းလုံးကြီးတွေနဲ့မုံတိုင်းတည်ရည်အနေရဲ့တွေရှိနိုင်ပါတယ်။တွေ့ဝိုက်အနေရဲ့ခန်းစားနိုင်တဲ့မြန်မာနိုင်ငံအတွက်အရေးကြီးတဲ့ချက်တစ်ခုပါဒီမုံတိုင်းဟာတော့ ။အီယာမအရွယ်စားတစ်ခုဖြစ်တာကြောင့်မုတ်တုံလေးကိုအလွန်မင်းအားကောင်းစေပြီးဒေသတွင်ကိုရေကိုးရေငွေတွေဆွဲသွင်းနေတဲ့အချက်တစ်ခုပါ။ဒါကြောင့်မလို့မြန်မာနိုင်ငံအပါအဝင်ထိုင်းနေလာအိုနိုင်ငံတို့မှရရှိစွာမုတ်တဲထန်စွာရွာသွန်းပြီးရေကြီးရေရှမ်းမှုများမြေပုံမှုကဖြစ်ပေါ်နိုင်တဲ့အနေရဟာလည်းအလွန်မြင့်မားနေတယ်လို့သိရပါတယ်။ရှမ်းပြည်နယ်ရှေးပိုင်းတာချီတဲ့မြို့တွင်ယနေ့စက်တင်ဘာလ22ရက်နေ့တွင်မုတ်တဲထွန်စွာရသောမှုကြောင့်မေဆိုင်ချောင်းရင်းမြစ်တက် တာချလိမြို့တွင်လမ်းများပေါ်နေအနိုင်ပိုင်ရက်ွက်များရှိနေများတွင်၌ရေတင်ရေရှမ်းမှုများဖြစ်ပေါ်နေကြောင်းသိရပါသည်။မိုးကတော့တော်လေးကိုသဲထန်နေပါသည်။တာချလိမြို့ကမိုးတဲတဲထန်ထန်ရွာနေချိန်တိုင်းဆိုရင်မဲဆိုင်ချောင်းကတော့ရေတက်လာပြီးအနိုင်ပိုင်ရက်ွက်တွေဆိုရင်ရေဝင်ပြီးဘိုးချုပ်လန်းကတော့အစင်လာရောက်မိုးတဲထန်တိုင်းအမြဲတမ်းကြော်တက်တဲ့နေရာလို့ဒေသခံတအူကပြောဆိုခဲ့ပါသည်။စက်တင်ဘာလ22ရက်နေ့ နနက်စင်နာရဲ့ခွဲကမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနရဲ့ထုတ်ပြန်ချက်များအရမဲဆိုင်ချောင်းသည်တာချ